ကလုံးမင်္ဂလာပါနော်ဒီကနေ့9ရက်12လ2025ခု1389ခုရော်လာပြည့်ကျော်9ရက်အင်္ဂါနေ့အတွဲကျွန်တော်တို့ယူတော်မင်္ဂလာချမ်းရဲ့နေ့စဉ်အခါတော်ပေးရရာဟောဒရန်ဖြစ်ပါတယ်ခုနှစ်ရက်သားသမီးများအခက်အခဲကြုံတဲ့အခါလွယ်လွယ်ကူကူလုပ်လို့ရဖို့အတွက် မားမလန်နိုင်တဲ့ကြားထဲကနေပြီးတော့ကျွန်တော်တို့ဒီရေတရာလေးတွေရိုက်ပြီးတော့တင်ပြတာဖြစ်ပါလေ။အင်္ဂါနေ့ကိုကျွန်တော်တို့ဘေးရင်တွက်ခင်းရစဉ်ကောဇာဆန်၉လုံးအတ္တလိကကပတ်နခတ်နဲ့ဆန်းရှင်ပြီးတော့သဗ္ဗဒိဋ္ဌိရုပ်ရတဲ့ပုံနာတိတိလဝဒရကြီးဆိုပြီးတော့သတိလကာလလည်းဖြစ်ပါလေ။အဲ့တော့အင်္ဂါနေ့မှာမိမိတို့ခုနှစ်ရက်သားသမီးတွေအကြောင်းကိစ္စကြုံတဲ့အခါလွယ်လွယ်ကူကူပြုလုပ်လို့ရအောင်ပေါ့နော်။ တော့နံပါတ်၄ကတော့တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စတွေအခက်အခဲမရှိဘဲနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်ပြုလုပ်ရမယ့်ရည်ရည်ပါဘောအဲ့ဒါဘာလဲဆိုတော့တနင်္ဂနွေနံဆိုရင်အိမ်ရောင်းခြင်းတို့အိမ်ဝယ်ခြင်းတို့အလုပ်ရဖို့အတွက်တို့အခြေအကဲနဲ့အဆင်ပြေဖို့အတွက်တို့အိမ်တွင်းရေးတာယာချမ်းမြေ့စေဖို့ပူပင်သောကကင်းစေဖို့စတဲ့တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခက်အခဲတွေရှိတယ်အဲ့ဒီအခက်အခဲတွေကလွတ်မြောက်ခြင်းနဲ့အဆင်ပြေပြေဖြစ်ခြင်းနဲ့ဆိုရင်လက်ဝါးနှစ်ဖက်ကို နော်မိမိရဲ့လက်ဝါးနှစ်ဖက်ကိုရေမွေးလေးဆွတ်ပြီးတော့ဆူတောင်းလိုက်အဲဒါဆိုရင်ဒါတနင်္ဂနွေနေ့မှာအခက်ကတနင်္ဂနွေနေ့နဲ့ပတ်သက်တဲ့ခက်ခဲတွေပြည်လည်စီမှာဖြစ်ပါလေနောက်တစ်ခုကတနင်္လာနေ့နဲ့ပတ်သက်တဲ့ကိစ္စကာယောင်ကာဝယ်ကိစ္စကုမ္ပဏီလုပ်ငန်းကိစ္စကုန်ကြောင်ဆိုင်စတဲ့အယောင်းဝယ်ကိစ္စတွေအစဉ်ပြေနေတာငွေပေးငွေယူလုပ်ငန်းတွေအောင်မြင်နေတာရကြရှိရှိတဲ့ငွေတွေချောချောမောမောရဖို့ပေးကြရကြည့်တဲ့ငွေတွေချောချောမောမောပေးနိုင်ဖို့အတွက်ဆိုရင် ။တမယာသည်ငါလုံးကိုအိမ်ဖျားမှာကတ်လူပြီးတော့ဆူတောင်းလိုက်ပါနော်။သင်္ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေတယ်ဆိုရင်စေဘဆိုင်ရာစေဘဆိုင်ရာ လုပ်ငန်းတွေအဆင်ပြေဖို့စကားပြောအောင်မြင်စေဖို့လဲအောင်ငယ်သားကိစ္စအလို့သမားကိစ္စတွေအဆင်ပြေဖို့အတွက် ဆိုရင်ကိုနှစ်သက်တဲ့ဂုံတော်တပပကိုပရိငါးပတ်စိတ်လိုက်ပါဂုံတော်ပရိငါးပတ်စိတ်လိုက်ပါ။ချိန်နှစ်သက်တဲ့ဂုံတော်ကိုစိတ်လို့ရပါတယ်နော်။ နောက်ဗုဒ္ဓဟူးနဲ့အနုပညာအလပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအနုပညာလုပ်ငန်းတွေအောင်မြင်စေဖို့နော်ရွှေဆိုင်ရောင်းကောင်းဖို့ရေတန့်လုပ်ငန်းတွေအောင်မြင်စေဖို့အတွက်ဆိုရင်ဝါတုတစုံဝို့တဲ့ငါးတန်နေခံလို့ပြောပြီးတော့ချိုးပြီးတော့အရင်ကိုယ့်ရဲ့အပြင်ဘက်မှာစွန့်ပြစ်လိုက်ပါနော်အားဆိုရင်ဗုဒ္ဓဟူးနဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်ပြီးတော့အဆင်ပြေသွားစေမှာဖြစ်ပါတယ်နောက်ကြာသာပြိဋ္ဌာန်နဲ့ပတ်သက်တဲ့ကိစ္စဆိုရင်မြေရောင်းမြေဝဲကိစ္စပညာဆရာကိစ္စသင်တန်းကိစ္စအစတဲ့ ရှားသာပရင်းနံနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေစေခြင်းနဲ့ဆိုရင်တော့မွေးနံတောင်းမှာထီးပြူငားလဲလူပြီးတော့ဆူတောင်းမှာနော်မွေးနံတောင်းမှာထီးပြူငားလဲလူပြီးတော့ဆူတောင်းလိုက်ပါကိုယ့်ရဲ့အညံ့တွေခိုက်တယ်ပြေပြောက်ပြီးတော့ကောင်းကျိုးတွေရရှိစေမှာဖြစ်ပါလေ။နောက်တောက်ကြံနံနဲ့ပတ်သက်တဲ့ကိစ္စတဲ့ကျွတ်တန်တဲ့အယောင်းဝယ်ကိစ္စတွေစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေသေပြောသားခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြည်တွင်းပြည်ပခရီးဝဲသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစဉ်ပြေခြင်းနဲ့ဆိုရင်တဲ့ ဒါတချောင်းချောင်းပေါ့ဗျဒါပေါ့မှာဖျောင်းနိုင်အနီရောင်လေးထွန်းပြီးတော့ဆူတောင်းလိုက်ပါအဆင်ပြေတဲ့နေရာမှာထွန်းလို့ရတယ်ဒါလေးတချောင်းပေါ့မှာဖျောင်းနိုင်အနီရောင်လေးထွန်းထွန်းပြီးတော့တောက်ကြံနိုင်အခက်ခဲတွေပြေလည်သေးဖို့အတွက်အလေးနဲ့ဆူတောင်းပါနောက်စနေနေ့နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဝန်ထမ်းလုပ်တွေရာထူးတို့ကိုလာတာတို့ကိုနေရာကောင်းရဖို့တွေနောက်ကအမှုခင်းပြဿနာတွေကြုံတွေ့နေရတဲ့အခါမှာဖျားတောက်တော်ရေွက်တွေကိုပြောင်းတိုက်ချွတ်ဆေးကြောပြီးတော့ ရေတော်ဖြစ်ပြီးတော့ကတ်လူလိုက်ပါတဲ့အဲဆိုစနေနံနဲ့ပတ်သက်တဲ့ကိစ္စအခက်အခဲတွေပြေလည်ဒီမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အင်္ဂါနေ့အတွက်ရေရာဟောသတန်းလေးဖြစ်ပါတယ်ခုနှစ်ရသသမီအပေါင်းကိုကျမ်းမှာစိတ်ကျမ်းသာလူရဆန္ဒပြကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်